မော်ဘီတွင်ခွဲစာကျွေးသည့်ကလေးငယ်အားရိုက်နှက်ခဲ့သည့်တိဂေဟာပန်ရှင်မျိုးသမီးအဖမ်းခံရမင်္ဂလာပါအော်ဒီယိုဝိုင်းစော်ရန်ရနေချိုးဆိုပါလေဒီကမှာတော့မော်ဘီမှာခွဲစာကျွေးတဲ့ကလေးငယ်ကိုရိုက်နှက်ခဲ့တဲ့တိဂေဟာပန်ရှင်မျိုးသမီးအဖမ်းခံရတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်အသက်73နှစ်ရွယ်မင်္ဂလိငယ်တယောက်ကို ကိုဘမှာဒဏ်ရာရရှိအောင်ရိုက်နှက်ခဲ့တဲ့မော်ဘီမြို့နယ်တရက်ညိုပင်ရွာက မေဤအမည်ရတိဂေဟာပန်ရှင်မြို့သမီးကိုနိုဝင်ဘာလ12ရက်နေ့မှာရဲတွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်အသေးစိတ်ကတော့နိုဝင်ဘာလ17ရက်နေ့နေ့လယ်ကတိဂေဟာမှာစောင်းလျှောက်ထားတဲ့ခွဲလက်ခွဲရင်းတွေကိုစာကျွေးနေတဲ့အသက်73နှစ်ရွယ်မိန်းကလေးငယ်ကိုဂေဟာပန်ရှင်ဖြစ်သူဒေါ်မေဤလွင်ကစိတ်တိုင်းမချလို့တနေကုန်ရိုက်နှက်ခဲ့ရာညပိုင်းမှာကလေးငယ်ကထွက်ပြေးခဲ့ကြောင်းသိရပါတယ်။ဒီကြောင့်ကိုဂုံဝေလင်းဆိုတဲ့ဖေကောင်က ဒီလိုမျိုးရေးထားတာတွေ့ရပါတယ်။ကလေးကထွက်ပြေးပြီးတရညိုပင်ရွာကလက်ပွားလဲခေါ်ကိုထွန်းထွန်းဝဲဆိုင်ကိုတားပြီးတော့အတင်းတက်လိုက်ကြောင်းသိရပါတယ်။လက်ပွားလဲကကလေးကိုဘာဖြစ်တာလဲမေးတဲ့အခါငိုရုပ်ပြီးတော့ကြောက်တယ်။သမီးဦးနဲ့လိုက်ပြရစီလို့ပြောကြောင်းသိရပါတယ်။ကလေးကအောက်ထုတ်ဆောင်ထားလို့ပွားလေးကအောက်ထုတ်ကိုလှန်ကြည့်လိုက်တော့လှော်လေးလေးမျက်နာတစ်ခုလုံးရိုက်နှက်ခံထားရကြောင်း မိရဲရောင်ကိုင်းနေတာတွေ့ရတယ်လို့ဆိုပါတယ်။အဲ့ဒါနဲ့တရက်ညိုပင်ရွာကဥလသိန်းဒေါ်လုံးတို့အိမ်ကိုလက်ပွားလေးစစ်သူကခေါ်လာကြောင်းသိရပါတယ်။တရက်ညိုပင်ရွာကစေအိမ်မူးတင်ထွန်းကိုဖုံးဆက်တော့လာကြည့်ပြီးအဲ့ဒီကလေးကိုဂေဟာပြန်ပို့လိုက်။အလကားပြဿနာတက်မယ်ဆိုပြီးအတင်းပြန်ပို့ခံကြောင်းသိရပါတယ်။ရွာကအမျိုးသမီးတွေကကလေးကပန်ချောင်းချင်းနဲ့နေပြီးဒံယာပလက်ပွားနဲ့ရောင်ကိုင်းနေတာမို့ ပြန်မလွတ်နိုင်မှုဆိုပြီးအတိုက်ခံဖြစ်ကြောင်းသိရပါတယ်။ပြန်တော်ကိုဇာရီမှုရွှေလာရလဲသူ့ညီနဲ့တပန်နဲ့ကလေးကိုဂေဟာပိုင်ရှင်နဲ့ပြန်ထည့်ခန်းကြောင်းသိရပါတယ်။ဒါနဲ့ဥလသိန်းတော်လုံရသမီးအကြီးမပူကဥပရေနားလည်တဲ့မန်းနွယ်ကိုတွားခေါ်လာတော့မှမန်းနွယ်ကသသမီးချင်းမြေးချင်းကိုချင်းမစားပဲပြန်ပုတ်ခိုင်းတဲ့တင်ထွန်းကိုခွေးမောင်းစလို့မောင်းထုတ်ပြီးရဲကိုတန်ကြောင်သိရပါတယ်။ဓာတ်တောင်ရဲရဂေဟာကိုလက်ထိုးထားကိုမြို့ထားပြီး ဒီရာဇဝဲမှုကြီးကိုမေပြမပါလို့အမှုဖွင့်မရဘူးလို့ပြောကြောင်းသိရပါတယ်။အဲ့ဒီနောက်မှာတော့မန်းတွေကသူ့သားရဲနှောက်ကိုဖုံးဆက်ပြီးအကြံဉာဏ်တောင်းကဟိုးအထက်ထိတိုင်တော့မှမော်ဘီရရဲကောင်းတွေအတံပြောင်းပြီးအမှုဖွင့်ပေးကြောင်းသိရပါတယ်။ကလေးငယ်ကဘယ်ရည်သွန်းမှလဲနေတာမဟုတ်တလို့ဆိုင်ကယ်ကယ်ရီနဲ့လဲတွေ့တာမဟုတ်ကြောင်းသိရပါတယ်။အခုကလေးကိုမော်ဘီဆေးရုံကြီးကလက်မခံလို့ရန်ကုန်ဆေးရုံကြီးကို တရညုံပင်ရွာသူရွာသားတွေစုပေါင်းပြီးဝေဆဲသိန်းနဲ့ရန်ကုန်ဆဲရောင်ကြီးခွက်စိတ်ဆောင်မှာတင်ထားကြောင်းသိရပါတယ်။အဓိကကူညီလုပ်ပေးတာကတရညုံပင်ရွာသားပွားလေးခေါ်ထွန်းထွန်းဝင်းနဲ့မန်းတွေကအဓိကလောက်ကင်ပေးနေတာဖြစ်ကြောင်းသိရပါတယ်။ရွာထဲကလူတွေလည်းပါဝင်ကြပါတယ်။၎င်းတိကေဟာမှာမာဝီမြို့နယ်ဘိုးတော်နာကုန်းကျေးရွာအုပ်စုတရပင်ညိုကျေးရွာရဲ့အရှေ့ပိုင်းမှာတည်ရှိပြီးခွဲလွယ်ခွဲလင်းအပါအဝင်တခြားတလိမ့်ဆန်200ကျော် လူမှုကွန်ရက်မှာအလူခံပြီးကျွေးမွေးစောင့်ရှောက်နေတာဖြစ်ကြောင်းသိရပါတယ်။ပင်မအလုပ်မရှိဘူး။ဒါပေမဲ့ခွဲလက်ခွဲလင်းတွေခေါ်မွေးတခြားတလိမ့်ဆန်တွေခေါ်မွေးပြီးဒိုင်းမော်ကနေအလူခံပြီးစောင့်ရှောက်နေတာ။အခုဖြစ်စင်မှာဆိုကိုသမီးလောက်ရှိတဲ့အရွယ်လေးကိုရိုက်ထားတာတလိမ့်ဆန်နဲ့မချဘူး။လူဆိုတာမိမိကိုယ်ကိုကယ်တင်နိုင်မှ တခြားတတ်တော်တွေကိုကယ်လို့ရတာ။အဲ့ဒါလို့ပြောရင်တိကျစ်သူတွေကကျွန်တော်တို့ကိုအပြစ်တင်အောင်မယ်။ အစိုးရကရယာပါရှင်အမျိုးသမီးဖမ်းခံရပြီးနောက်ကရယာတွင်းမှာရှိနေတဲ့တိရစ္ဆာန်အကောင့်များကြောစောင့်ရှောက်ပေးရမယ့်ကိစ္စမှာလည်းလက်တလုံးမှာ၎င်းတိကေဟာပိုင်ရှင်ဒေါ်မေအီခေါ်မေအီလွင်ကိုမှာဝီမျိုးမရဲစကန်ကကလေးတငယ်အခွင့်အရေးများဆိုင်ရာဥယျာဉ်နဲ့အမှုဖွင့်လှစ်စစ်ဆေးနေကြောင်းသိရပါဗျာ။